မရောက်နိုင်ခွင့်အမားနဲ့ဖင်ရားလို့လူတာနေစားဖို့သူ့ဟာပါတယ်ခုခါကြည်စမ်းလိုင်စင်မဲ့ကားဆိုင်ကယ်ကိုတားနိုင်တယ်ငွေတောင်းလို့ဖမ်းနေရာလဲဝတ်တော့ပါကွာဖြစ်လောက်စီရမလွမ်းမြစ်လောက်ပမာတစ်ချက်စမ်းတော့လက်တန်းလေးစစ်တူပူတင်ကိုချက်ချင်းပြောပြီးကြွက်မင်းဘောငုံတော့မလို့ကမြင်းကျော်ထုံပြော့ဆိုကိုစုံကော့မြူတလုတ်တီးဖို့တရုတ်ကြီးရှီကြည့်ဖင်ဒူးကြားကိုဝင် နေပါဇက်ဖားတယ်ဖင်လူငါရည်ချင်းဦးတက်ပါဖို့လေးဆိုတဲ့ဆရာမောင်မူးပွင့်ရည်ကြီးရဲ့ကလောင်စန်းတက်တဲ့ကြပြာတပုတ်နဲ့ဒီစီစဉ်ကိုစတင်လိုက်ပါတယ်အဲကျွန်တော်အစီအစဉ်ဒီမှာဆရာမောင်မူးပွင့်ရည်ကြီးရဲ့ကြပြာလေးကိုဘယင်ယူအစီအစဉ်မှာရောအုတ်ကြီးမှာရောအခုကိုတင်လင်းအောင်နဲ့တင်ဆက်နေတဲ့ကျွန်တော်တို့အကြောင်းနဲ့စကားစအကြောင်းဆိုတဲ့အစီအစဉ်ဒီမှာဒီကြပြာလေးတွေကိုထက်ထည့်ပြီးတော့ရွတ်ပေးတာကပြည်သူကလည်းတောင်းဆိုတယ်ဒေါ်လန်ပြည်သူတွေကလည်းဆရာမောင်မူးပွင့်ရည်ကြီးရဲ့ကြပြာလေးအဲ တေးတက်တယ်အရန်သူတို့အတွက်ခွန်အားဖြစ်တယ်အာနာရှင်အတွက်တော့အရှိုက်ကိုထိစီတယ်ဆိုပြီးတောင်းဆိုတဲ့အတွက်ထက်ထက်ယူပေးရခြင်းဖြစ်ပါတယ်ဒီတော့ကိုတင်လေးအောင်နဲ့ကျွန်တော်နဲ့တင်ဆက်နေတဲ့ကျွန်တော်အကြောင်းနဲ့စကားစအကြောင်းဆိုတဲ့စကားဝိုင်းလေးတင်ဆက်ဖို့အတွက်ကိုတင်လေးအောင်ဖိတ်ခေါ်ပါတယ်ခင်ဗျာကိုတင်လေးအောင်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရှိမှာဆရာမောင်မိုးကွင့်ကြီးကြီးရဲ့ကလောင်စွမ်းထက်တယ်ခင်ဗျာဒီပုံနဲ့တော့ဆက်လျှောက်ပြီးပါဟုတ်အခုကျွန်တော်ညီကိုလေးရဆက်ချောင်းဆက်ချောင်းเนาะအဲ့တော့ကျွန်တော်ပြောနေကြတိုင်းပါပဲကျွန်တော်တို့ဒီစီစီလေးရစကားစ ចောင်းနဲ့ကျွန်တော်တို့ចောင်းဆိုတဲ့အစီအစဉ်လေးစကဝိုင်းလေးဟာကိုတလီအောင်တို့တစ်ဖက်မှာတော့ကိုတလီအောင် channel မှာဆရာနေဝင်းမြင့်နဲ့အဲဆရာကြီးရှင်ဝင်းအောင်နဲ့ဆရာနေဝင်းမြင့်တဲ့ဆရာကြီးနေဝင်းအောင်နဲ့ကိုတင်လင်းအောင်နဲ့เนาะအောင်နာအောင်ခက်တီတီနဲ့ရုပ်တီကြီးတွေနဲ့เนาะတမာရီရှိရှိเนาะတီတီတက်တက်နဲ့စီရီတွေသုံးသက်တာတွေကျွန်တော်တို့တော်လည်အားစုအတွက်အကျိုးရှိစေတဲ့ဇကဝိုင်းတွေသုံးသက်ချက်တွေပြည်သူတွေ ဆောင်းရန်ရှောင်းရန်တွေအများတိုင်းတင်ဆက်ပေးနေတယ်ဒီနေ့ဆိုလည်းတင်ဆက်ပေးနေတယ်ပေါ့ကျွန်တော်ဒီမှာတော့ပြည်သူတွေကိုပေါ့ပေါ့ပါပါနဲ့ပြည်သူတွေကြည်ရမယ်ပေါ့ပေါ့ပါပါနဲ့ကြည်ရမယ်နောက်ကျွန်တော်တို့ကိုတင်နေအောင်ဖြတ်တန်းခဲ့တဲ့ဒီဒေါ်လာကြီးတွေ့ကြုံရောအဲတစ်ဖက်မှာစကားစအကြောင်းတွေကိုတော့ပြည်သူတွေကိုညှို့ပေးတဲ့အစီအစဉ်လေးဖြစ်ပါတယ်အဲ့တော့ဥစားဘက်မှာကျွန်တော်ဒီအပိုင်းမှာပို့လေးတစ်ခု Facebook မှာတွေ့အဲ့ဒါကတော့ကျွန်တော်တို့ဆီရှုံးကောင်စီရဲ့ ီသူပေါ်လေချောင်းနဲ့အနေပြူလာတွေအဲဒီတော်လိုင်းအဖွဲ့တွေလေချောင်းအားကိုးတာတွေကတော့တော်လိုင်းလေးနှစ်ဒါ၅နှစ်မှာတော့ဒါဒီကောင်တွေဒီတစ်ခုပဲရှိတော့တာဒါကျွန်တော်တို့လည်းဒီစကပိုင်းမှာအများအားပြောတယ်ဟိုဒီနေ့အောင်လည်းအများအားပြောတယ်ဥပမာလည်းဆရာကြီးနဲ့အများအားပြောတယ်တက်တွင်းကလေကြားရတယ်တည်င်းစကားပေါ့နော်ဒီကောင်တွေတက်တွင်းရနေပြီးတော့တင်ထားတာဒီကာလမှာတော်လိုင်းကာလမှာလင်ကအရင်ကလိုဘုတော့ပဲလေ ချက်ချင်းသွားကျဲတယ်ကျွန်တော်တို့သွားကျဲပြီးတော့လည်းပြန်ဆင်းလာတယ်နောက်တနေ့အောင်ချက်ချင်းပြန်တက်ဆိုတော့လေရင်ဒီပန်းနေတဲ့အကြောင်းတင်ထားတာကျွန်တော်တို့ရန်ကုန်မန္တလေးအမြန်လမ်းကိုကားနဲ့သွားရအောင်ကားတစီးဆိုရင်တော့မှရန်ကုန်မန္တလေးဆိုမှ300ကျော်ဒီရဝင်းချင်ပေါ့နော်နီးနီးပဲရှိတာဆိုတော့ကားတော်မှာကျွန်တော်တို့ရန်ကုန်မန္တလေးအမြန်လမ်းကိုသွားပြီးလို့ရှိတယ်ချက်ချင်းပြန်မောင်းလို့မရဘူးဥပမာရန်ကုန်ကနေမန္တလေးသွားမယ်မန္တလေးကနေပြန်ရန်ကုန်ချက်ချင်းပြန်မောင်းလို့မရဘူးအခုစစ်ရှုံးကောင်စီရဲ့အခြေအနေက လေရချက်ချင်းစီးပြီးတာလေနောက်တနေ့အောင်ချက်ချင်းသွားစစ်မြင်တာဖွင့်လာတာတွေကကျွန်တော်တော်လိုင်းအများစုမှာအများကြီးဆိုတော့ဒီအเจ้าရလေးကိုဒီလေးအောင်သုံးသပ်ပေးပါဟုတ်အဲ့လားနေပါလေဘယ်မှာဒီလေရင်ပေါ့နော်လေရင်ဒီပန်းနေပြီဆိုတဲ့ဟာကဟိုလေရင်ပန်းနေပြီဆိုတာလေဒါတကယ်လဲမှန်တယ်ပေါ့အဲ့တော့ကိုတိုင်းကြောက်ပြောလို့သွားသွားတဲ့သူဟိုကသွားပြန်အခောက်ကြီးကများနေတာပေါ့အခောက်ကြီးများကြီးကိုယ်တိုက်ကြံနေမဟုတ်ဘူးခောက်ခောက်ကြီးများလေးများများ ဟိုပြပြကြပြီးပြင်တာပေါ့ဟာအဲ့အဲ့လိုပြင်တာသူနံပါတ်1ချက်ကတော့သူကဒီစစ်ကောင်စီကသူတို့လူတွေပေါ့နော်သူတို့လူတွေကိုသူတို့ဘာထုတ်ကုန်မဲ့တွင်းတွင်းပြီးတွင်းနေပေါ့နော်တခြားနိုင်ငံတစ်ခုကနေတခြားနိုင်ငံညာတစ်ခုကနေပြီးတော့မှဥပမာကျွန်တော်တို့အရင်မှုတွေစီးတဲ့တာတာကားပေါ့နော်တာတာကားဆိုရင်ဒါအိန္ဒိယနဲ့တွင်းတာပေါ့နော်အိန္ဒိယနဲ့တွင်းတဲ့အချိန်မှာတာတာကားကသူကဘယ်လိုလုပ်လဲဆိုတော့တာတာကားကုမ္ပဏီကမင်းအောင်လိုက်တာကို ကားတစီလက်ဆောင်ပေးလိုက်တယ်လက်ဆောင်ပေးလိုက်တဲ့အခါအောင်ပြေဆုံးကအဲ့ဒီကားကိုကြည့်ပြူရတဲ့အခါကျတော့ကြိုက်တယ်ကြိုက်တော့ဒီစစ်တပ်ကဘာချက်ကိုသူကတောင်းတယ်တောင်းပြီးတော့မှအဲ့ကားလေးကိုသူဝယ်ပေးမယ်ဒါဟိုအတွက်ပေါ့နော်ဟိုတရင်မှုလေးစီးဖို့အတွက်ဆိုပြီးတော့မှတရင်မှုလေးစီးဖို့ထုတ်ပေးဖို့ဆိုပြီးတော့မှအဲ့တာတာကားဝယ်ဝယ်တယ်ဝယ်တဲ့ချိန်မှာသူကဒီအိန္ဒိယကသူ့ကိုပြတဲ့ကား quality ရတမျိုးလေးဟိုတကယ်ရှယ်ထုတ်ထားတဲ့ဒဇီးကိုသူ့ကို အစက်ဥပဟိုဟာပေါ့ကြော်ကြပေးတာအဲနမူနာလေးပြလိုက်တာပေါ့ဒါလက်ဆောင်ပေးလိုက်တာတကြံတဲ့လူတွေဟိုဟာလည်းဖြစ်လက်ဖြစ်ကောသူကဟိုပေးလဲပေးရောကားတွေကတချို့ accessory တွေဖြုတ်ယူထားခံရတာပေါ့နော်ဖြုတ်ယူထားခံရတယ်ပြီးလို့ရှိရင်သူကအဲတိန်းတိန်းတရာနဲ့ဝယ်ရမယ်ကားဆိုလို့ရှိရင်တိန်းမှုလက်ထက်ရောက်ရင်ဒါတိန်း60လေးဒဏ်လောက်ကြံရင်ကံကောင်းအဲ့တော့ तू ကဝယ်ပေးတဲ့မင်းအောင်နိုင်ရမင်းအောင်နိုင်သားက तू က ဟိုတတိယဆယ်သိန်းနောက်တော့သူစားလိုက်မယ်သိန်း90နဲ့သူရအောင်ရောသူပြီးတော့တောက်ဝယ်တဲ့ကောင်ကသူကတောင်းဝင်ခံပေးလိုက်မယ်သိန်း90ပေးလိုက်မယ်သိန်း90ပေးလိုက်ရင်ဟိုကသိန်း90နဲ့တောက်ကင်ပြီးတော့ဝယ်တဲ့ကောင်ကဟိုဘက်မှာသူက80လောက်နဲ့ရအောင်85လောက်နဲ့ရအောင်ဝယ်ပေါ့နော်အဲ့ဒီလိုမျိုးပေါ့ဒီတိုင်းပဲသူကလေရင်လဲဒီတိုင်းပဲလေရင်ကလည်းအဲဒီရှိကောင်ကြီးကလေရင်ဝယ်ပြီဆိုလို့ရှိရင်အဲတော့အတိတ်ချက်ချို့တန်ဖိုးသာပေးလိုက်ရတာ ကိုယ်စီမှာနီးပညာရှင်မရှိရခါကြတော့အတိအကျကုန်ကြမ်းမဲ့ဟိုဒေါ်လာဘီလီယံ2တန်းလို့2တန်းပေါ့ဒေါ်လာ2တန်းလို့2တန်းပေါ့3တန်းဆို3တန်းတာပေးလိုက်ရပေးလိုက်ရတာဒါပေမဲ့အဲ့ဒါကြီးက3တန်းတန်လား4တန်းတန်လားဆိုတဲ့ခါကိုတကယ်အတွင်းကြကြစစ်စစ်နိုင်တဲ့လူမရှိဘူးမရှိတဲ့အခါကျတော့သူကဝယ်တဲ့လူကလည်းစားတယ်ဟိုဘက်ကအတွင်းတဲ့ကုမ္ပဏီကလည်းစားတယ်နောက်ဆုံးကျတော့ဒီ ခြေကောင်စီလက်ထဲကိုရောက်လာရင်လေရင်လဲကြလဲကြအောင်နည်းနည်းအည်သွေးခနှိမ့်နှိမ့်ကိုရောက်လာရင်ပြောလို့ရတယ်ဗောနော်အပြီးတော့အည်သွေးကလည်းအဲနှိမ့်နေတယ်ဟိုလက်ကိုဟာယုံလို့ပြေးခိုင်းသလိုပြေးခိုင်းနေတဲ့အခြေအနေမျိုးဗောနော်အဲ့တော့ဒီအခု280ခြေကောင်စီ280ကာလတည်းမှာလေရင်တော့တက်ရတယ်ဆိုတော့ရှိမှမရှိခဲ့တာဟိုဒီ၄နှစ်တာတော်တင်းမှာအခေါ်ရေပေါင်းများစွာတက်ရတယ်ပြီးတော့ပြက်ကြမှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရတာဆိုတော့တကယ်စစ်ကောင်စီကလေတက်နေမို့အကုန်လုံးပန်းနေပြီမင်းအောင်လိုက်တယောက်ပဲမပန်းသေးတာဟုတ်ကဲ့မင်းအောင်လိုက်တယောက်ပဲမပန်းသေးရလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဟိုဂျပန်ယထားတွေမြန်မာနိုင်ငံကိုရောက်တော့မြန်မာနိုင်ငံကဘူတာတွေနဲ့တွေ့တယ်လို့ဖြစ်နေတာဟုတ်တယ်ဟုတ်တယ်ဟုတ်အဲအဲ့ဒီလိုသူတို့ကဒီတိုင်းပဲချက်တက်ချင်းချင်းမှလည်းဒီတိုင်းပဲလုပ်တယ်ဒါပြပတင်သွင်းတဲ့ဟာပြောတယ်ချင်းချင်းမှကျတော့သူကဘာမလုပ်လဲဆိုတော့ဒီကျွန်တော်တို့ဖက်နက်တွေထုတ်တယ်ပေါ့နော်တော်တော်စီးဖက်နက်ပေါ့ တော်စီဖက်နယ်တွေထုတ်တယ်ယူနီဖောင်းတွေထုတ်တယ်အဲကျွန်တော်တို့ဒီဒစိမ့်တွေပေါ့နော်ပခုံးအပွင့်တွေထုတ်တယ်ဒီအော်တိုဒစိမ့်တွေထုတ်တယ်ကပတ်ခေါင်းတွေထုတ်တယ်ထုတ်တဲ့ဟာကိုသူကအဲ့ဒီဆက်ယုံတွေကိုမရောက်နိုင်သွားစစ်ပြီးဆိုလို့ရှိရင်မရောက်နိုင်မှာမဟုတ်ပါဘူးဒါခေါင်းဆောင်အဆက်ဆက်ပဲအဲ့ဒါတန်းချီပဲသွားသွားဟိုမရောက်နိုင်ပဲသွားသွားသွားလို့ရှိရင်သူကရောက်တဲ့အခါကျတော့သူကပြထတာသူ့ရဲ့စန္ဒမူနာပြပြထားတဲ့ဖနက်ကြတော့သူကဟိုတော်စီဖနက်ကြတော့အရန်ကောင်းတဲ့ဖနက် quality မြင်မြင်ဖနက်အရန်ထုတ်ပေးလိုက်တယ် ထုတ်ပြလိုက်တော့ तू iPhone 6ကြီးကိုဟောကောင်းတယ်ဒါမျိုးဆိုရင်တော့ထုတ်ဆိုပြီးတော့အခုနောက်ဆုံးစကားစားတွေစီးနေတယ်ပျောက်ကြားလဲဟိုတော်စီဖနက်ကမင်းအောင်လိုက်စီးရ तू ကတော့ तू စီးရကောင်းတာပေါ့ तू ကကားပေါ်တက်တာနဲ့ तू ရှောက်သမျှနေရာကြွေပြားနေပြီလေဟုတ်တယ်မဟုတ်လားအဲ့ဒီနေရာမှာစီးရဒါမျိုးကောင်းတယ်မင်းတို့ဟိုရှင်းတန်းထွက်လို့ရှိရင်လည်းဒါမျိုးစီးရမယ်ဆိုပြီးတော့မှအောက်ခြေကိုအာရဲဘော်တွေစီးခိုင်းတာပေါ့နော်စီးခိုင်းတဲ့ခါကျတော့အောက်ခြေရဲဘော်တွေကလည်းဒါကြီးနဲ့ဖနက်ကြီးစီးသွားတဲ့ခါကျတော့ရေချောင်းကိုဖြတ်ရင်ပဲရ ဟိုနေလိုက်တဲ့အချိန်မှာအနေရထားတယ်။နေအနေထားတော့တဲရအပေါ်တက်လာတယ်။ပြီးတော့ခြေတော်ထဲဝင်တယ်ဝင်ပြီးတော့မှဖနက်အတွင်းထဲမှာပိုတိုင်းကိုပြေပြောမှာတဲဝဲစားတယ်။ပြီးရင်အဲ့ဖနက်ကရှေ့ရဒီကျွန်တော်ရာဘာနဲ့နောက်ကအဝိဆာနဲ့ချိတ်ထားတဲ့နေရာပေါ့နော်။ဆပြီးတော့ထိစက်တဲ့နေရာအဲ့နေရာကြီးကပြဲတယ်။အဲ့ဒီလိုမျိုးတွေပေါ့နော်။နောက်လျှောက်ကြုံရတယ်။ကြုံရတဲ့အခါကျတော့ရဲဘော်ရဲ့နောက်ဆုံးစစ်တပ်ကထုတ်ပြီးတဲ့ကြောပေါ်ကြီးကလည်းဘာဖြစ်လို့မိုးရွာရင်တော့ရေဆိုးလာပြီဆိုရင်နောက်ကိုဆွဲတယ် သူကလမ်းလျှောက်ရင်နောက်ကိုလန်လန်သွားတယ်အဲ့တော့စစ်တပ်ကကောင်တကောင်းမှစစ်ကြောကြီးမလွယ်ဘူးလေချင်းညာပဲလွယ်တော့တယ်အမှကိုကကိုအရင်တော့တီးပင်နေတဲ့တီးထွင်းပြီးတော့မှချိန်လေးတွေနဲ့ချင်းရကြတယ်နောက်ဆုံးကျတော့ချိန်နဲ့ချင်းရရနေအခုဆိုရင်နောက်ဆုံးဒါ2000စစ်ဆုံးပေါ်ကြီးရဲ့ဘယ်လိုပြောမလဲ2025မော်ဒယ်လို့ပြောရမလားမသိဘူးထပ်ထုတ်တာတော့ဟိုကနဲ့ဗါနဲ့တန်တကာနဲ့ဟာတန်တကာနဲ့ပါချင်းတွေထုတ်ပြီးတော့မှအလုပ်ရတဲ့ဟာပေါ့နော်အဲ့ဒီတော့စစ်တပ်ကဟာကတော့လူကြီးကိုပြတာတမျိုး အောက်ခြေမှာတမျိုးဒီတိုင်းပဲလေရင်ကလည်းအာတကယ်ဟိုဖြစ်တဲ့ဟာဟိုသူတို့ဟိုဝယ်ကင်းပြတာတမျိုးမဝယ်ကင်းစံမူနာပြတာတမျိုးတကယ်တကယ်လက်ထက်ရောက်လာတဲ့လေရင်ကကိုယ်နဲ့အုံတဲ့မတဲ့ကြီးဆိုတော့တကယ်ဟိုတော်ရက်တက်တဲ့ပညာရှင်တွေလည်းဆက်ကဆက်မှာရှိမှမရှိတာရှိတော့အများပြောတာပဲယုံရတာပေါ့အဲ့လိုမျိုးကျွန်တော်တို့ဟိုပါပေါ့ဖက်နဲ့ကြတော့လေဆိုတော့လို့ဝဲစားမဲ့ဖက်နဲ့မျိုးဖြစ်တယ်ဟုတ်တယ်ခွေးခွေးလည်းဖြစ်တယ် ဝဲဝဲစားတော့ခွေးဝဲစားဗိန်းစားစေးသမားတွေဖြစ်ကုန်တော့ဟုတ်ပါဘူး။အဲ့တော့ကျွန်တော်ကြောက်ဝိကြတော့လေချင်းကြားတွေဖြစ်ကုန်။လေနဲ့ပတ်သက်တာလေဒါဆိုတော်တော်ရှင်းရှင်းလင်းလင်းကိုတနည်းအောင်ပြောရတာနေရာတွေ့ရတယ်ပေါ့နော်။ဆိုတော့ဒါဂျင်းထက်ခံလေနဲ့ပတ်သက်တော့လေအဲ့ကြားထဲမှာမှကျွန်တော်တို့ဟိုဆင်းလိုက်တက်လိုက်ဆင်းလိုက်တက်လိုက်ဆိုတော့ချေရှောက်မှာဒီကောင်လေးလေးတောက်လျှောက်ပြတ်ကြဖို့ပြစ်ချခံရမှုပဲရှိကြတယ်ဆိုတဲ့ပုံပေါ့ဟုတ်ဟုတ်နောက်တစ်ခုကကျွန်တော်တို့ဒီရပိုင်းတွင်းမှာဟိုဘန်လီမှာ ြည်သူစစ်ဆိုပြီးတော့လေကျွန်တော်တို့လူငယ်တွေကိုနိုင်ကျင့်ပူကြတယ်ဒါပေမဲ့နိုင်ကျင့်ပူကြတဲ့ဒုရီယာလည်းဒီပြည်သူစစ်ဆိုတဲ့လူတွေကလည်းကလေးတွေပဲလူငယ်တွေပဲဖြစ်နေဆိုတော့နောက်ကျွန်တော်တို့အညာဘက်မှာထင်တယ်ဟိုဘိမ့်မာကြီးကိုကျွန်တော်နာမည်မေ့ဟာတီလာယုံမအေးအဲ့အဲ့ကောင်မကြီးရဲ့ဖွဲ့ရဆိုပြီးတော့ပြည်သူစစ်ဒီပြူစောတီကလေးတွေကလေးတွေပဲပေါ့နော်လူငယ်တွေပဲတွေ့ဒီကောင်လေးဟိုတော်တော်ဟို ရန်ရန်ကကဗန်လေးမှာလည်းရန်ရန်ကပူကြတယ်နောက်ဒီဘက်မှာလည်းငါတို့လေးဘလူကျဲနေတာဘာညာဆိုပြီးတော့ဆိုတော့လူငယ်တွေအတွက်ဒီပြည်သူစစ်တို့ပြူစောထီးတို့ဒလန်တို့အုတ်ကြီးတို့ကဘလောက်အန္တရာယ်များလဲပေါ့ဒါလေးတုံ့တက်ပေးစေချင်တယ်ဒီဒီကာလမှာကျွန်တော်ဘကိုးတိုင်းအရှိပိုင်းအနောက်ပိုင်းဆိုလို့ရှိရင်တောက်လျှောက်ဒီပြူစောထီးတွေဒလန်တွေအုတ်ကြီးတွေတောက်လျှောက်ဟိုပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကဟို ဝင်ပြီးတော့ဝင်ရောက်ပြီးတော့ကျွန်တော်အရှင်ဖမ်းဆီးတာတွေရှိတယ်တော်တော်ဆူဆူဝါးဝါးကောင်းနေဆိုလို့ရှိရင်အပြည်သူနိုင်ကျင့်ပူကြနေတဲ့သူတွေအဲစစ်တပ်နဲ့ပူးပေါင်းပြီးတော့တရင်ပေးတာတွေ PDF တွေကိုမျိုးစုံဟိုကျွန်တော်တို့တရင်နိုင်ယူပြီးတော့ပေါ့နော်ပုံစံမျိုးမျိုးနဲ့လုပ်ပြီးတဲ့လူဆိုတောက်လျှောက်ဟိုပြည်သူ့ကောင်ဝင်ဖွဲ့ရဲ့နှိမ်နင်းနေကြတော့မှဒီလူငယ်တွေကပြည်သူစစ်တပ်မှာအများကြီးတပြေးလေးနဲ့တွေ့လာဘလောက်အနေရရှိတယ်စစ်ကောင်စီကဘာတွေမျက်မှောက်လုပ်ပေးထားလဲဆိုတာလေးတိတိတော်တော်ကိုဒီကနေ့သုံးသပ်တယ် စစ်ကောင်စီကဘာတွေမလုပ်ပေးထားလဲဆိုတော့တော်လိုင်းကာလမှာတော်တော်တော်လိုင်းပြင်းထန်လာတဲ့ချိန်ပေါ့နော်နှစ်နှစ်ကျော်၃နှစ်၃နှစ်ကနေ၄နှစ်ဖြစ်လာချိန်မှာတော်တော်လိုင်းရတော်တော်ပြင်းထန်လာပြင်းထန်လာတဲ့ခါကျတော့အစ်ပေးချောင်ပြည်သူလူထုတွေလည်းများလာတယ်ပေါ့နော်အဓိကပြည်သူလူပြီးရင်စစ်ပေးချောင်အချောင်မချောင်ရင်လည်းဒီဘက်ထွက်အင်းစစ်ကောင်စီကဒီအိမ်မှာနေနေတယ်ဆိုရင်စစ်ကောင်စီကလာလာပြီးတော့မှဒေရင်နဲ့လာလာပြီးတော့မှပြည်သူလူထုနေတဲ့ကြေးရွာတွေကို ။ဟာလာပြီးတော့ကျေးတာပေါ့နော်အဓိက PDF တွေကိုထောက်ပံ့နေဟိုဟာဖြစ်တယ်ဆိုပြီးတော့ကျောင်းကျက်ကိုလုံးဝပြေးရတယ်။အဲ့ဒီမှာပြည်သူတော်တော်များများကဒီနေ့ဒီချိန်မှာအမှန်တမ်းပြောရင်ပြည်တွင်းကပြည်သူတော်တော်များများဒုက္ခရောက်နေကြတယ်။ဒုက္ခရောက်တဲ့ရောက်တဲ့ချိန်မှာတော်မီးလောင်တော့တောကြောင်လက်ခမောင်းခတ်ဆိုလို့ပေါ့နော်။အဲဒီဒုက္ခရောက်နေတဲ့ချိန်မှာကိုယ့်အကိုကောင်းကောင်းကောင်းဝယ်လုံးမစားခြင်းအဓိကလက်ကြောမတင်းတဲ့ကောင်းလေးပေါ့နော်။လက်ကြောမတင်းတဲ့ကောင်းလေးကဘာဖြစ်လာလဲလို့ဆိုတော့ကျွန်တော်တို့ PDF ထဲဝင်လို့မရ PDF ထဲ PDF က လက်ကြောတင်းမှာပဲလက်ခံတယ်တကယ်လုံးလုံးမှာတကယ်မလုံးရင်လည်းအာဒီကျွန်တော်တို့ကဟိုသူ့ရဲ့တတ်မှတ်တဲ့စီကန်းနေနဲ့အတူတူတဒီဝိုင်းဟိုတင်နှန်းဖွင့်မယ်ဆိုလို့ရှိရင်တင်နှန်းသားသိခေါ်ယူရင်လည်းသူ့ရဲ့တတ်မှတ်တဲ့စီကန်းတွေထုတ်ပြန်ထားတဲ့အသက်အရွယ်တွေရှိတယ်ပြီးကျွန်တော်တို့ဆေးတစ်ခါလဲစစ်တယ်ဆေးစစ်ပြီးကမှအဆင်ပြေပြီးဆိုပါမှသူကတက်ခိုင်းတာပေါ့နော်တင်တင်နှန်းပြတ်တာပေါ့အဲ့အဲ့ဒီလိုမျိုးအဲ့တော့ ဲ့ဒီဘက်ကိုကျွန်တော်တို့ဘက်ကိုလာလို့မရတဲ့ခါကျတော့ဘာလုပ်လဲဆိုကျွန်တော်ဘက်လာရင်လည်းဒီကောင်တွေအမိုက်ပဲဖြစ်မှာပေါ့နော်ဟုတ်တယ်အဲ့တော့ဘာဘာသွားလို့လဲဆိုစစ်စစ်ကောင်စီစီမှာပြည်သူဟိုဟာဟိုဟာပြည်သူတို့လိုလိုပြည်သူစစ်လိုလိုဆိုတော့အချင်းဒီမျိုးနဲ့တွားပြီးတော့တလ9000ရတသိန်းရပေါ့နော်ဒီအခုလိုမျိုးပြည်သူလူထုအချင်းချင်းအနိုင်ကျင့်ပြီးတော့မှငွေမြင့်လို့ရရင်ကျွန်တော်တို့ဟိုထောင်ထဲမှာပြောပြတန်းစီထားလို့ပေါ့ဗျာအချင်းချင်းဟိုနှိမ့်ကုတ်လို့ရအောင်လို့ ဆိုပြီးတော့မှဒီကောင်းလေးကိုမလုံးပေးပြီးတော့မူရီစေဝါကြိုက်တဲ့ပုံလို့မူရီစေဝါအဲရက်ဒေတာကြိုက်တဲ့ပုံလို့ရက်ဒေတာအုတ်အုတ်ကြီးအိမ်သားမှာတဲ့လုံုံရေးလိုလိုဘာလိုလိုညာလိုလိုနဲ့အဲ့တော့စစ်ကောင်စီရဲ့အစင်တန်းကစစ်ကောင်စီကိုထောက်ခံနေတဲ့လူတွေရဲ့အစင်တန်းကဒီကောင်းလေးတွေကိုကြည့်ရင်တတ်ပေါ့ဒါဒီကောင်းလေးဆိုရင်စစ်ကောင်စီရဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်မယ်ကြီးကားထဲမှာကြီးကားကြီးညီပါတယ်နံပါတ်1ကြီးပါဟုတ်ပျောက်ကြအောင်လို့ဆောင်းထားတယ်ပြီးပျောက်ကြအောင်လို့မှာတစိမ့်ပါတယ်ပြည်သူစစ်ဆိုပတ်သားဆဆိုတဲ့တစိမ့်ပါတယ် ထွက်လာတဲ့စကလုံးတွေအကုန်လုံးကဘုဒ္ဓဝါစာတွေကြီးပဲထွက်လာတယ်ဆဲဆိုးနေတာအကောင်ကဖုံးနောက်ဆုံးဟိုကောင်လေးတို့ကရုံးနဲ့ကောင်လေးဆိုလို့ရှိရင်ဖုံးပြောလို့ဖုံးဆက်ဆိုလို့ဆက်နေဖုံးခေါ်နေတဲ့ဟာကိုဖုံးကခေါ်တာနဲ့တန်းဝင်နေမျိုးမှာမဟုတ်တာဟုတ်တယ်မလားဖုံးခေါ်နေတဲ့ကာလကိုခြေထောက်တွေနဲ့ဖြတ်ကန်ဘိုင်းနဲ့ဖြတ်ကန်ဝိဝိသာဝိသားစင်ရင်ထားတဲ့ပုံတွေလည်းကြည့်ကြည့်ပါဦးနော်ဒါပေမဲ့တော်တော်ငယ်သေးတယ်တိဟုတ်တယ်တော်တော်ငယ်သေးတယ်ပေါ့နော်အဲ့တော့လူငယ်တွေလည်းဒါမင်းတို့စစ်တပ်ကိုထောက်ခံရင်ဒီမဘာသားတွေဟိုလိုပေါ့မဘာသားတွေတောင်းဆိုမှုကြောင့် ဘုံကြီးကြောင်းကကားတွေဝစ်တောက်ကားတွေပြန်ပြီးတော့မှစီးကွင်ပေးထားတယ်ဆိုတာဘုံကြီးဆိုတာကားစီးပြီးတော့လုံးဝမယ်အလုပ်တစ်ခုမှမရှိဘူး तू ကပါပြန်လုပ်လို့လားလက်သမားလုပ်လုပ်လက်လူမို့လားကုမ္ပဏီဝန်ထမ်းမို့လို့လားဘာဖြစ်လို့ကားလုံမှာလဲကားလို့ရင်လဲကြွတရားရှိရင်လဲဝေးတဲ့ခီးဆိုရင်တကားရေးလိုင်းနေရှိတဲ့ကားနဲ့ဒကမကြီးရေးကြောင်းတကားကြောင်းမအောင်လှမ်းပြီးတော့မှဆက်တယ်ပြီးတော့ဘုံကြီးကဒီခီးဒီခီးကြွကျင်တယ်ဒါမှမဟုတ်လဲလိုင်းကားနဲ့ကြွပေါ့လိုက်ပို့မယ်လို့မရှိရင်လဲဟုတ်တယ်မလားအဲ့ဒီလိုမျိုးပေါ့ ဘုန်းဟိုဆုံးနိုင်ကြရင်ဘုန်းကြီးကဘာမှလည်းခေါင်းကလည်းဘာမှဆောင်းလို့မရဘူးဖနှက်မှလည်းခြေထောက်မှလည်းဘာမှစီးလို့မရဘူးနော်ဖနှက်မှပါပဲဆုံးနိုင်ကြရတာဟိုဒါတွေကသူ့ရဲ့ပညာချက်တွေအများကြီးရှိတာဟိုအဲ့အဲ့လိုမျိုးပဲသူကဟိုစစ်တပ်ကိုထောက်ခံလို့ရှိရင်လှုပ်ချင်တိုင်းလှုပ်လို့ရတယ်ဆိုတော့စိတ်ပီယာယုံမုံတို့ကဒီစိတ်ဝင်နေတာပေါ့နော်ဟုတ်ကိုမင်းတို့လိုဟိုရှောက်ပြီးတော့မှကိုပိုင်းအဲရှောက်ရတဲ့ကိုမင်းတို့ကိုပိုင်းတနက်ဝယ်တယ်ရှောက်ပြီးတော့ ဒီချိန်မှာတကယ်သူတို့မှာလုတ်ပိုင်ဝင်အကြီးဖြစ်နေတာပေါ့နော်လုတ်ပိုင်ဝင်အကြီးဖြစ်နေတဲ့ဒီမြင်းညာကဒီတီတာယူမုံဆိုလို့ရှိရင်ပါတယ်ထိပိတ်ထားတဲ့အိမ်တွေမှာဝင်နေတယ်ဒါမျိုးတွေပြီးရင်အငားတင်တယ်လို့တော့ကြားရတယ်ပေါ့နော်အဲကျွန်တော်အဲ့ဘက်ကဒေသခံတွေပြန်မေးကြည့်တဲ့အချိန်မှာသူကချိတ်ပိတ်ထားတဲ့အိမ်တွေမှန်တယ်မလားအဲ့နယ်တစ်ခွင်မှာသူကတိမ့်လိုက်အဲသူသူသူပဲပေါ့နော်ပြီးရင်လေရင်ဘုံချဲဖို့ပြင်မှတ်တာဆိုသူကိုယ်တိုင်ပေးတာ ဘာမှမဆိုင်တဲ့အနေထားမျိုးတွေပေါ့နော်ဒီလိုမျိုးတွေလိုက်ပြီးတော့ဟိုကဖြစ်တဲ့ဟာကဒါချိတ်ကောင်ချိတ်ကောင်စီကပြည်သူလူထုချင်းပေးပြီးတော့မှတိုက်နေတာပေါ့နော်ပြည်သူဒီဘက်ကသူ့ကိုထောက်ခံတဲ့ပြည်သူနဲ့ဟိုဘက်ကကျွန်တော်တော်လိုင်းတက်ဖွဲ့ကပြည်သူနဲ့ကိုပြည်သူချင်းပေးပြီးတော့မှတိုက်နေတာသူတို့ကဘယ်ရက်နေထိုင်ကြည့်ပြီးအေးအေးဆေးဆေးလုပ်တဲ့ခွေမျိုးဆင်နေတယ်လို့တော့မြင်လို့ရတာပေါ့နော်အဲ့တော့တမိုင်းတွေကိုကျွန်တော်တို့ကပြန်ကြည့်ရင်ပြည်သူကိုဒီလိုမျိုးပတ်စားပေးခဲ့တဲ့တနတ်ဝယ်ကန်ခိုင်းတယ်ကြီးကအင်းကြီးတွေ ကြီးကအုပ်ထုံးတွေဝယ်ပြီးတော့မှကိုပိုင်ဝယ်ပြီးတော့မှဝစ်စင်ဝင်ပေးခဲ့တယ်ဆိုတော့စစ်ကောင်စီရဲ့တမိုင်းမှာဘယ်တော့မှရှိခဲ့ဘူးလို့ဟုတ်ပါဘူးအဲ့တော့စစ်ကောင်စီကလိုသူတို့ရဲ့အကျိုးလိုလားလို့သာနေခဏလေးပြည်သူလူထုကိုလောက်ပိုင်ဝင်လေးဟိုပြည်သူလူဆိုတော့ဘောမပြည်သူလူထုပေါ့နော်လောက်ပိုင်ဝင်လေးခဏပေးထက်တာပေါ့ဒါကိုနှိမ့်မြုပ်ပြီးတော့မှအုပ်ကြီးတွေပြူတော်ကြီးတွေဒလန်လုပ်တဲ့လူတွေအဲပြည်သူစစ်တွေဒီလူတွေကတော့ဒါကျွန်တော်တို့ကတော့တဖြည်းဖြည်းချင်းနဲ့တော့ဒါ ဖြိုသွားမှာပဲပေါ့နော်အဓိကအနာကိုအနာကိုမရောက်သေးလို့ပါလုံလိုက်ကြိုင်နိုင်တဲ့အခြေအနေမျိုးမရှိသေးလို့ချောင်းလာတော့ချောင်းလိုက်ရပဲဒါပါဒါပါဟိုကသူ့ထက်အရေးကြီးတဲ့အလုပ်တွေလည်းကျွန်တော်တော်လိုက်အားဆိုတာလုပ်နေရတော့ဒီကောင်လေးကိုလောလောဆယ်မှာခဏဟပြီးလာတဲ့သဘောဖြစ်နေဟုတ်ဟုတ်သူတို့ကတော့အပီးလုံလိုက်ဖို့တော့မသင့်တော့ဘူးပေါ့နော်သူတို့ကြာအရှင်အရှင်မဲဖမ်းနေတာပေါ့ဟုတ်အရှင်ဖမ်းပြီးတော့မှအင်တာလေးပါလိဘျူးနေတာဘာစိတ်ရက်တွေ ဘာခံယူချက်နေနဲ့ဘာကြီးလုပ်လဲဆိုတော့ဒီဒီဘိတ်လေးပါနေနေတို့နဲ့လုပ်ကြည့်ကြအောင်တောင်းတောင်းအဲ့တော့ကျွန်တော်ဆရာကိုတတိယကိုပြောတော့သတိရဖုန်းဖုန်းကြီးဆိုရင်ဒါကျွန်တော်တို့ကားတွေစီးပွင့်မရှိဘူးပေါ့နော်ဒါဆုံးခဲ့ရင်တော့မှဒါဖက်နဲ့မပါပဲသွားကြဒါပေမဲ့ဟိုဖုန်းကြီးလိုမျိုးကြတော့ပေါက်ကလုံးလိုကောင်းမျိုးကြတော့ဖုန်းကြီးတော့မဟုတ်ပါဘူးဟိုကအရင်ခြုံတာအရင်ခြုံတာလားဒီကောင်ကြတော့ဇံနဲ့ကြွရတယ်ပြီးစောဒီ ိုးဇံဆိုလောက်တိုက်လိုက်အဲ့တော့ကျွန်တော်တို့ကျေးဇူးများတင်တယ်ကိုဒီနေ့အောင်ဟိုတုံးတက်ပြပါတာပြည်သူတွေပေါ်မှာတော့လမ်းမရောက်နေတဲ့လူငယ်တွေပေါ်မှာရောအတုံးတက်ပြပါတာအရန်လေနားတော်လို့ကောင်းပါလေဒီတော့လူငယ်တွေအနေနဲ့စစ်ကောင်စီကိုဘောမှနေတယ်ကျွန်တော်တို့ညီရွယ်တူရွယ်တွေအလမ်းမရောက်နေတော့အမြန်ဆုံးပြင်မှာစစ်ကောင်စီနဲ့နီနီကက်ကက်ဒီလိုနေပြီးတော့ ြည်သူအချင်းချင်းကိုနဲ့ညီကိုရွယ်လူငယ်အချင်းချင်းကိုနိုင်ကျင့်တာတွေအမြန်ဆုံးရှောင်ရှားပါလို့ပြောချင်ပါတယ်အဲ့တော့ဒီနေ့အောင်ကျေးဇူးများကြီးတင်ပါနောက်ထပ်စီဇန်တွေမှာကျွန်တော်တို့ညီကိုတွေပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာအားလုံးကျေးဇူးပါ